ချင်းခရစ်ယာန်တင်တော်နေ့စဉ်တမန်ကျမ်းစာဖတ်ရခြင်းစီစဉ်မှာကြိုဆိုပါရစေ။ဧရှာယနာဂတိကျမ်းခန်းကြီး49ငယ်1မှ26တကျွန်းတနိုင်ငယ်အရတုငါစကားကိုကြားကြလော။ဝေးစွာသောလူမျိုးတို့စိတ်စိတ်နားထောင်ကြလော။ငါဖွာစကပင်သာဝရပြားသည်ငါကိုခေါ်တော်မူ၏မိမိဝမ်းထဲမှစ၍ ငါဤနာမကိုမှတ်တော်မူ၏ငါနှုတ်ကိုထက်တော်ဓာကဲ့သို့ဖြစ်စေ၍လက်တော်အရင်၌ဖုံးထားတော်မူ၏ငါကိုလည်းဥသစ်တော်စည်းသွာဖြစ်စေ၍မိမိများတောင်းထဲမှဝှက်ထားတော်မူ၏အိုဤတရီလာသင်သည်ငါဤကျွန်ဖြစ်၏တဲ့အဖြစ်ငါဘုံသည်ထင်ရှားလိမ့်မည်ဟုငါအာမိန်တော်မူပြီး ငါကလည်းအကျိုးမရှိပဲငါလှုပ်ဆောင်ရပြီအချင်းကြီးတက်တက်ငါခွန်အားကုန်ရပြီသို့တော်လေငါအမှုသည်ထာဝရဖျားရှိတော်၌ရှိ၏ငါခံရသောအခါလေငါဤဖျားသခင်လက်တော်၌ရှိသည်ဟုဆို၏ငါသည်ထာဝရဖျားရှိတော်၌အတရီထင်ရှား၍ငါဤဖျားသခင်သည်ငါကိုခိုင်ခန့်စေတော်မူသည့်အကြောင်းနှင့်တကွာ ဣဒရီလာမျိုးသည်အထံတော်၌စုဝေးစေခြင်းကိုမခံတော်လေငါသည်ယာကုပ်အမျိုးကို အထံတော်သို့တပံဆောင်ခဲ့ရတော်ကြုံဖြစ်စေမည်အကြောင်းငါကိုအမိဝမ်းထဲမှဆ၍ဖန်ဆင်းတော်မူသောထာဝရဖျာမိန်တော်မူသည်ကား သင်သည်ယာကုပ်၏အမျိုးနွယ်တို့ကိုချီးမြှောက်ခြင်းဘေးလွတ်သောဣသရေလသားတို့ကိုအရင်ကဲ့သို့ဖြစ်စေခြင်းအလို့ငါသာငါအမှုကိုဆောင်ရွက်သောအမှုသည်တာမညာအမှုဖြစ်၏ထိုအမှုမကသင်သည် မြေကြီးစွန့်တိုင်အောင်ငါ၏ကဲ့တင်ခြင်းကို ပြုစိန်တော်ငါသင်ကိုတပားမျိုးသားတို့လင်းစရာဖို့ငါခန့်ထားသည်ဟု မိန်တော်မူ၏ ဣတရီလအမျိုးကိုရွေးနှုတ်တော်မူ၍ထိုအမျိုး၏တန်ရှင်သောသာရဖြာသည်အဘယ်သူများမနှစ်သက်တပြည်လုံးရွှေရှာပွဲဖြစ်၍မင်းထံ၌ကျွန်ခံရတော်သူအားမိန်တော်မူသည်ကတစ္ဆာရှိတော်မူသောသာရဖြာတင့်ကိုရွေးကောက်တော်မူသောဣတရီလအမျိုး၏တန်ရှင်သောဖျား၏ကျေးဇူးတော်ကြောင့်ရှင်ဘီနုသည်မြင်၍ထားကြလိမ့်မည် မင်းသားတို့သည်လည်းကိုးကွယ်ကြလိမ့်မည်။သာရဖြာမိန်တော်မူသည်ကနှစ်သက်ဖွယ်သောအချိန်၌သင်ဤစကားကိုငါနားထောင်ပြီ။ကဲတင်ရာကာလ၌သင်ကိုမစားပြီ။သင်ကိုလည်းငါဆောက်ရှောက်၍သင်သည်ပြည်တော်ကိုပြုပြင်လျက်စိတ်ညံသောအမွေခံရရတုကို အမွေပေးစေမည်ကြောင့်ထွက်ကြလောဟု ချုပ်ထားသောသူတို့အား၎င်း ပေါ်လာကြဟုမောင်မိုက်ထဲမှနေတော်သူတို့အား၎င်းပြောစေမိကြလူမျိုးတို့အားဗြိဉ္ဉ်တရားကို ပြုเสียဖို့တင့်ကိုခံထားမိသူဖြစ်၍ထိုသူတို့သည်လန်ခီးတို့နားမှစားရ၍မြင့်သောအရရတို့၌ကြက်စားရကို တွေ့ရကြလိမ့်မည်သူတို့သည်ရေစာကိုမမတ်မမွတ်ရအပူကိုလည်းမခံရကြ နေရောင်ကြီးကိုမထီရအကြောင်းမူကားသူတို့ကိုတနာတော်သူသည်သူတို့ကိုပို့ဆောင်၍စမ်းရည်တွင်အနာသူလမ်းပြလိမ့်မည်ငါဤတောင်ရှိသမျှတို့ကိုသွားရလမ်းဖြစ်စီမည်ငါဤမြေတရားကိုလည်းငါဖို့မည်ကြည့်ရှုလောဤသူတို့သည် ဝေသောရမလာကြလိမ့်မည်ကြည့်ရှုလော ထိုသူတို့သည်မြောက်မျက်နှာနှင့်အနောက်မျက်နှာမှ၎င်းထိုသူတို့သည်လည်းသိနေပြီမှ၎င်းလာကြလိမ့်မည်ဟုမိန့်တော်မူ၏။အိုမူကောင်းကင်တို့တခြင်းဆိုကြလော။အိုမြေကြီးဝမ်းမြောက်ခြင်းရှိလော။အိုတောင်များတို့ရွှင်လန်းစွာတခြင်းဆိုကြလော။အကြောင်းမူကားသာရဖျားသည်မိမိလူတို့ကိုနှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသောမိမိလူတို့ကိုကဲမတနာတော်မူ၏။စီအောင်ကလည်းထာဝရဖျားသည်ငါ့ကိုဆွန့်ပစ်တော်မူပြီးဖျားရှင်သည်ငါ့ကိုမေ့လျော့တော်မူပြီဟုဆိုလေတော့မိမသည်မိမိဖွာသောသားကို မတနာသည့်တိုင်အောင်မိမိနိုးစုတငယ်ကိုမေ့လျော့နိုင်သလော အကယ်၍မေ့လျော့တော်လဲတင့်ကိုငါမမေ့လျော့ ငါသည် ကိုလက်ဝါး၌တင့်ကိုစာထိုးပြီးတင်ဤမြို့ရိုသည်ငါရှိမှအစဉ်ရှိ၏တင်ဤသားသမီးတို့သည်အလျင်မြန်ပြုကြလိမ့်မည်တင့်ကိုလူယူဖြက်စည်းသောသူတို့သည်တင့်ထံမှထွက်သွားကြလိမ့်မည်အယက်ရက်တို့မျောကြည့်လောဤသူပေါင်းတို့သည်စုဝေး၍တင့်ထန်တို့လာကြ၏သာရပြမိန်တော်မူသည်ကငါအသက်ရှင်သည်ဖြစ်၍ တင်သည်တင့်တယ်သောအဝတ်ကိုဝတ်တကယ်သူဤသူပေါင်းတို့ကိုဝတ်လိမ့်မည်မင်္ဂလာဆောင်သူတို့သမီးပြုသည်ဤသူတစစင်လိမ့်မည်တင်၌တုတ်တင်ပဲ့ရှင်းသောအရက်ပျက်စီးသောပြည်သည် နေသူများသောကြောင့်ကျင်းကြလိမ့်မည်တင့်ကိုကြိုက်စားသောသူတို့သည်လည်းဝေးကြလိမ့်မည်တင်ဤသားများဆုံးပြီးမှတဖန်ရပြန်သောသားတို့က နေရမလောက်ပါနေစရာရက်ကိုပေးပါဟုသင်အားတောင်းကြလေဩမီသင်ကလည်းဤသူတို့ကိုငါအားဘယ်သူဖြစ်ွားစေသနည်းငါသည်တားဆုံးသောသူစိတ်ညံလျက်နေရသောသူနှင်းထုတ်ခြင်းကိုခံရသည်ဖြင့်အဝေးသို့လေရသောသူဖြစ်၍ဤသူတို့ကိုအဘယ်သူမွေးစားသနည်း ဒါသည်တယောက်တည်းနေရသည် ဖြစ်၍ဤသူတို့သည်အဘယ်မှရှိကြသည်ဟု အောက်မေ့လိမ့်မည်။အရှင်သာဝရပြာမိန့်တော်မူသည်ကကြည့်ရှုလော။ငါသည်အတိုင်းတိုင်းပြည်ပြည်၌နေသောလူမျိုးတို့အားလက်ကိုချီ၍အလံကိုထူသည်ဖြစ်သူတို့သည်တေဤဒါသမီးတို့ကိုလက်နှင့်ပွေလျက် ပခုံးပေါ်မှာထမ်းလျက်ဆောင်ခဲ့ကြလိမ့်မည်။ ရှင်ဘီရင်တို့သည်တင့်ဤပါတွင်မိဖုရားတို့သည်တင့်ကိုမွေးစားသောအမိဖြစ်ကြလိမ့်မည်တင့်ရှိမှဥညွတ်ပြတ်ဝတ်၍တင့်ဤခြေ၌မြေမှုတ်ကိုရကြလိမ့်မည်ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၎င်းငါကိုမျှော်လင့်တော်သူတို့သည် ရှက်ကြောက်ခြင်းမရှိကြောင်းကို၎င်းသင်သိလိမ့်မည် ယူယူရာဥစ္စာကို အာကြည်သောသူဤလက်မှယူရမည်လော တရားသောသူတိန်သောသောလူတို့ကိုနှုတ်ရမည်လောသာရပြာမိန်တော်မူသည်ကအကယ်စင်စစ်အာကြည်သောသူတိန်သောသောလူတို့ကိုယူရမည်ကြောင်းမက်ဖွယ်သောသူလူယူရာဥစ္စာကိုနှုတ်ရလိမ့်မည်အကြောင်းမူကား သင်နှင့်ယံတွေ့သောသူကိုငါသည်ယံတွေ့၍သင်ဤသားတို့ကိုကဲတင်မည်သင်ကိုညှင်းဆဲသောသူတို့ကို သူတို့ဤအသားနှင့်ငါကြွေးမည်ချိုသောစပြည့်ရည်ကိုတောက်တကဲ့သို့ သူတို့သည်မိမိအသွေးကိုဝစွာတောက်ရကြမည်သူဖြစ်၍ငါထာဝရဖျားသည်တင့်ကိုကဲ့တင်သောရှင်တင့်ကိုရွေးနှုတ်သောသခင်ယာကုပ်အမျိုး၌ တကူကြီးသောပြဖြစ်ကြောင်းကိုလူအပေါင်းတို့သည်သိရကြလိမ့်မည်ဟုပိန်တော်မူ၏။ဇာနာကြသူရောက်စီတိုင်းကိုဖျားသခင်တာ၍ကောင်းချီးပေးပါစေ။အာမင်။ စ်ကြော်လာနဲ့ကဘာမိုးမြေကိုဖန်ဆင်းစုဆိုင်ရုပ်ဆိုးတော်မူသောဘုရားသခင်ကိုတော်သည်အတုမရှိသောဘုရားအနိုင်မဲ့သောအရှင်ဖြစ်ပါ၏ကျွန်တော်ကျွန်မတရားဥစီတို့ကိုဖန်ဆင်းပိုင်တတ်၍အုပ်ဆိုးသောအရှင်လည်းဖြစ်ပါ၏ကိုတော်အားဖြင့်သာလျှင်ကျွန်တော်တို့သွားလာလောက်ကံကြံစီပြောဆိုကြပါ၏ဘုရားသခင် ကိုကြံစည်မှုသခင်ဖျားထံတော်ကတော့အကြံစီတော်နဲ့အလိုတော်အတိုင်းအသက်ရှင်ရာကျွန်တော်ကျမတို့ဒီဒီနေ့ဒီထဲလောကကြီးထဲမှာတွာလာကြတဲ့အခါစုံစမ်းခြင်းနဲ့မျက်လာပါ၏မောက်လန်းခြင်းတွေးဆောင်ခြင်းစင်ကိုခြင်းတို့ကိုဖျက်ကျော်၍ພັນစင်တော်ရှင်ဖျားသခင်လက်တော်ထဲမှာနေရာကျဖို့ရန်ကောင်းကြည့်ပြီးတော့မူပါဖျားသခင်ကိုရောဟာအသက်ကိုပေးတော်အရှင်ဖြစ်တဲ့လူအလုံးရဲ့အသက်တာကို ဇီဝအသက်ဖြင့်အသက်ရှင်စေသောဘုရားသခင်ဖြစ်ပါလေအနာဂတ်တို့ကိုလည်းပြင်ရှင်တော်မူ၍အဆုံးတန်အောင်အုပ်စိုးသောဘုရားသခင်ဖြစ်ပါလေလူသားတို့ကိုပဋိညာဉ်ပြု၍ခေါ်ဖိတ်သောဘုရားကယ်မတော်မူသောဘုရားဖြစ်ပါလေကျွန်တော်ရဲ့ဘဝအသက်တာကိုကယ်တင်သောရှင် ရင်းမြစ်တော်ဖျားတပါးရိသလင်ဖြစ်ပါလေတို့ဖြစ်သောကြောင့်ကျွန်တော်ကျမတို့နေရဲ့အသက်တာအချိန်တိုင်းနဲ့စကြဝဠာတင်းမှာဖြစ်ပေါ်လေရှိတဲ့အရာအလုံးဟာကိုယ်ရင်ထင်းချုံမှုအောက်မှာရှိနေကြောင်းကိုယုံကြည်ပြီးဒီနေ့ကျွန်တော်ကျမတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဘဝကြီးအချိန်ကြီးအရရကုန်နေလက်တော်သို့အနံ့ပြအသက်ရှင်တဲ့အခါကိုရောဖျားကိုရောပိုင်သောသူစုကဲ့သို့ကျွန်တော်ကျမတို့ကိုစောင့်မကြီးကျေးဇူးပြုပါမိကြောင်း သခင်ယေရှုခရစ်တော်ဖျား၏မဟာနာမတော်ကိုအမိပြုလျက်စူတောင်း၍အသက်တာများကိုအနန္တဆက်ကပ်ကြပါသည်အဖမေစွာဘုရားသခင်အာမင်သောရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော ထာဝရဘုရားသည်တင်း၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေတော်ထာဝရဘုရားသည်တင့်ကိုမျောကြည့်၍ချမ်းသာ ပြည့်တော်မူပါစေတော်တမိတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မေတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေစုသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လျက်ဒီရှိတည်နေပါစေတော်အာမင်